ကျောက်ကလည်းအရှိတတဲမှာရှိတဲ့လှိုင်ရွာဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်။ဘလုံးဝင်လည်းရှိတယ်။အော်ဘလုံးဝင်လည်းရှိတယ်လို့နော်။ကျောက်ကလည်းအရှိလှိုင်ရွာမှာကွက်ကျန့်အစ်စ်တကွက်ပြပေးမှာဖြစ်ပါတယ်။ဒီဗီဒီယိုမကြည့်ရရင်နောင်လာရတော့သိရမယ်။ဒီလိုကွန်ကရစ်လမ်းမကြီးဘေးပေါ့နော်။ဘာမှအလေးမပေါခင်ကျွန်တော်ဒီခြံနေထားလေးကိုပြပေးမယ်နော်။ခြံနေထားလေးခြံလောက်ရှို့။ခြံနေထားလေးခြံလောက်ရှို့ပါ။မျက်နှာစာပေ90အနောက်ပေ160ဆိုတဲ့အနေအထားလေးဖြစ်ပါတယ်။ ီတော့ပွားမယ်။ဘာကြောင့်ကွက်ကြံလို့ပြောရသလဲပေါ့နော်။ဘာကြောင့်ကွက်ကြံလို့ပြောရသလဲဆိုတော့အချက်တွေအများကြီးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့နံပါတ်1အနေနဲ့ဒီချန်ကကျွန်တော်ရောင်းပေးလိုက်တဲ့ဈေးအတိုင်းဝယ်သွားတယ်။ကိုယ်အနေနဲ့အခက်ခဲအမှန်အကန်ဖြစ်တယ်ဆိုလို့ရှင်ရောင်းပေးတဲ့ဈေးနဲ့ပြန်ဝယ်ပေးလို့ရတယ်။အဲ့လိုမျိုးအမှားခံချက်ပေးနိုင်တယ်။နောက်တစ်ချက်ဒီချန်ကကျွန်တော် ကွက်ကြံနေအများကြီးခဏခဏတွေးနေတယ်လို့ပြောမယ်ဒီခြံကကျွန်တော်ဥထားတာရှစ်လကျော်တစ်နှစ်နီးပါးရှိပြီပေါ့နော်ဘာကြောင့်လဲဆိုတော့ဘေးအခြံကြောင့်ကျွန်တော်အတော်ခြံကျွန်တော်အတော်ခြံကြောင့်ကျွန်တော်ဒီခြံကိုမရောင်းအောင်ဖြစ်နေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အတော်ခြံသည်သူဝယ်ထားတဲ့ဈေးကဒေါ်လာနဲ့တွက်မယ်ဆိုရင်ဒေါ်လာ1000ခွင်းနဲ့လွန်ခဲ့တဲ့10နှစ်တော့ဝယ်ထားတာဖြစ်ပါတယ်အဲ့ခေတ်တုန်းကဆိုမြန်မာငွေ3350ပဲရှိတယ် သိန်း150နဲ့ဝယ်ထားတယ်ဒီကုကစ်ဒေါ်လာစီနဲ့ပြန်တော်လိုက်မယ်ဆိုလို့ရှိရင်သူ့ခြံကသိန်း660မရဘူးဆိုလို့ရှိရင်အရင်မရပါဘူးဒီတော့ဘလို့မှဒီဘေးခြံကိုလာရောင်းပေးလို့မရဘူးဗျာအဲ့လိုမျိုးနေထားမျိုးဖြစ်နေတယ်ကျွန်တော်အတော်ခြံကသူက660မရလို့ရှိရင်သူမရောင်းနိုင်ဘူးဒါပေမဲ့ဒီဘေးကခြံကသူ့ခြံထက်နှစ်စားကျယ်တယ်သိန်းက600ဖြစ်ပါတယ်600အပိတ်ဈေးပဲတခါလေးပြောတော့မယ်ဘာဖြစ်လို့လဲဆိုတော့ကွက်ကြံဆိုတော့ဈေးတွေပါခေါ်တာမရှိဘူး အပိတ်ဈေး600 600ရရင်ရောင်းမယ်ဒါပေမဲ့တိန်600ဆိုတာကျွန်တော်ရဲ့ဝယ်လက်တွေပေါ့နော်အဓိကမနေ့ပြန်ကြလို့ရှိရင်မေလာတရက်နေ့မေဒီအလौဒမားနေ့ဆိုတော့အလौဒမားတွေအတွက်အဆင်ပြေအောင်ကျွန်တော်အနေနဲ့ဒီ channel ကို၄ဘိုင်းပိုင်းပေးလို့ရတယ်ဘာကြောင့်လဲဆိုတော့ကမျက်နှာစာ45ပြီးအနောက်ကို P160 ရှိတယ်အပြင်ကိုအနောက်မှာလမ်းလေးတစ်လမ်းရှိတယ်အဲ့လမ်းလေးကိုကျွန်တော်တွားကြည့်မယ်လားဒီလိုမျိုး chain လှိမ့်တန်စကားတိုင်းနောက်ပြီးတော့ဒီအောက်မှာတစ်ထက်အကုန်လုံးခတ်ပြီးသားအသင့်အနေထားမျိုးဖြစ်ပါတယ်။ဒါအောင်လျှောက်ထားချက်အနောက်လမ်းပေါ့နော်။လမ်းအနေထားကကျင်းတော့ကျင်းတယ်ဗျာ။ share ပြီးလမ်းပဲရှိရယ်ဆိုတော့ဒါကဘာပဲပြောပြောဒီအနောက်ခြံကိုခုနကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်။ခြံက P90 P160 ရှိရယ်ဆိုတော့က၄ကွက်ကွက်ပေးလို့ရတယ်။ဒီတော့ပိန်600ကို၄ကွက်ကွက်ပေးလို့ရတာဖြစ်ပါတယ်။ ပြီးတော့ဘယ်လောက်ကြမလဲဘယ်လောက်ကြမလဲဆိုတော့လမ်းဘေးကွန်ကရစ်လမ်းဘေးမျက်နှာစာကတော့အနည်းဆုံး300အပိတ်နဲ့ရောင်းမှရမယ်ဒီချန်အနောက်ကွက်တွေကလေးကြတော့ကဲကုနေနဲ့300ပဲတက်နိုင်တယ်ဖအံမျိုးနဲ့အနည်းဆုံးမှလည်းနေချင်းတယ်ချန်လေးကလည်းဒီလိုမျိုးတက်တက်ရဲရဲရှိတယ်ဆိုတော့300နဲ့ရောင်းပေးမယ်လမ်းအနေထားဒီလိုမျိုးဒါလေးကပစ္စလခတ်တန်နေပြီနော်ကျွန်တော်တို့ဟိုရွာတွေရဲ့ဂျောင်ဂျိုဂျောင်ချားမှတော့မှဒီဈေးနဲ့မရအောင် ဒါပေမဲ့ဒီနေရာကလှိုင်းသွားဖြစ်တယ်။ကျွန်တော်တို့ကြောက်ကလည်းအရှိမာတင်ရှိနေတယ်။ကိုယ့်ရဲ့ခြံရှိမာလည်းလမ်းမကြီးရှိတယ်ဆိုတော့ဒီလိုမျိုးနေထိုင်နေဖြစ်ပါတယ်။နောက်ပြီးတော့ရေလည်းမမြုပ်။ဘာကြောင့်ရေမမြုပ်လဲဆိုတော့ရေသွားရေလာကောင်းတဲ့မြောင်းနေချောင်းနေရှိတယ်ဒီဘက်ဘေးမှာဆိုချက်လှမ်းကြည့်လိုက်အမျိုးအင်းနေအိုင်းနေခန့်နေတယ်ဗျာအဲ့လိုမျိုးအနေထားလေးတစ်ခုမှာသူ့အနေနဲ့လမ်းอ่ะဘာပဲပြောပြောပါနေတယ်ဆိုတဲ့အနေထားလေးရှိရပါတော့နော်မရှန်အနောက်ရှန်အနောက်ဘက်ကိုရှိုး မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးခြံအနောက်မှာမျက်နှာစာ45ပေးအနောက်ပေ80သိန်း100နဲ့ရောင်းပေးလို့ရတာဖြစ်ပါတယ်ကြည့်ဒီလိုမျိုးအမားခံပေးတဲ့ခြံမရှိဘူးเนาะကျွန်တော်လည်းမလုပ်ဘူးသေးဘူးအဲ့ဒါကြောင့်မို့အမားခံပေးကြည့်လိုက်တာကဲကိုကဝင်သွားတယ်အရန်ငွေလို့တယ်ကျွန်တော်ရှိမှခြံဝင်တဲ့လူတွေကအရန်ပေါ်များနေလို့ဝယ်တာမဟုတ်ဘူးကွာတနိုင်တစ်ပိုင်းလေးလာဝယ်ထားတာပတ်စံငွေရှိတုံးလေးလာဝယ်ထားတာ အဲ့တော့ကသလိုရှိမှလည်းအခက်ခဲတွေရှိတယ်ဒီတော့ကဒီလိုမျိုးခြံကလေးကြတော့ကိုကဝယ်သွားတယ်တကယ်အခက်ခဲကြုံလာတယ်ဆိုလို့ရှိရင်ဝေပြန်အမ်းပေးလို့ရတယ်အဲ့လိုမျိုးအမကန်ချက်ရှိတယ်ကဲဒီလိုမျိုးအနေထားမျိုးရှိုးနော်ဒါကတော့ကျွန်တော်အတော်ခြံဖြစ်ပါတယ်သူ့ခြံလည်းရောင်းမယ်နော်သူ့ခြံလည်းရောင်းမယ်အကယ်၍မိတ်ဆွေကဒီဗီဒီယိုကြည့်တာနောက်ကျသွားတယ်နော်ဒီဗီဒီယိုကြည့်တာအရင်နောက်ကျသွားတယ်ခြံမရှိတော့ဘူးလားမေးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးခြံကြီးတစ်ခွက်ရှိပါတယ်နှစ်နှစ်စာ90အနောက်ကို ပီတရား60ဆိုတဲ့အနေထားမျိုးဖြစ်ပါတယ်ခြံကြီးကြီးခြံပေါ့နော်အဲ့ဒါကို660ပေါ့နော်ဒါအရင်ဈေးပဲပြောရမယ်ဆိုလို့ရှိရင်ကွာဒေါ်လာ1000ကျွဲ10နှစ်လောက်ဒေါ်လာ1000ကျွဲကြီးကညှုပ်နေပြီးတော့ပြန်ရောင်းတော့လဲအရင်ဈေးအတိုင်းပဲပြန်ရတယ်ဆိုတော့သူ့အနေနဲ့လည်းဒါအများကြီးဆောက်ရှောက်မှုရှိတယ်ဒါပေမဲ့အဲ့ဒီအထဲမှာဒီခြံလေးကိုကျွန်တော်ငဲ့ရင်းနဲ့ဒီခြံလေးကိုကျွန်တော်ဥဥဥနေတာ10လကျော်သွားပြီနော်ဒီတော့အခုတော့ရောင်းပေးလိုက်ပြီနော်ရှိုး လမ်း၄ခွားဆိုအောင်ဖြစ်နေအဲလမ်း၃ခွားဆိုမကြီးလမ်း၃ခွားဆိုလားလမ်း၃ခွားဆိုလမ်း၃ခွားဆိုဒေါက်ကွက်တဲ့တဲ့မှာမျက်နှာစာ45ပေအနောက်ပေ80သိန်း100ဖြစ်ပါတယ်ဒီတော့ဒီအကွက်လေးတွေကသိန်း600အပိတ်ဆိုတော့က၄ရောက်ပေါ့နော်၄ရောက်ပြေးမှရောင်းပြီးလို့ရမယ်ဆိုတဲ့အချက်လေးတော့ရှိတယ်ဘာကြောင့်လဲဆိုတော့စုပေါင်းဝယ်ယူခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့၄ရောက်ပြေးမှရောင်းပြီးလို့ရမယ်ဒီတော့ညုံချုံကိုကျွန်တော်အရှိမပြန်ပြောရအောင် ဒီတော့ဏိကုံချုံအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့ကြောက်ကလည်းအရှိတတဲမှာရှိတဲ့လှိုင်ရွာဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်။ဘောလုံးဝင်လည်းရှိတယ်လို့။ဩဘောလုံးဝင်လည်းရှိတယ်လို့နော်။အဲ့လိုမျိုးအနေအထားလေးမှာမိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ဒီလိုမျိုးရှိကားတဲ့ဘေးပတ်ဝန်းကျင်အားလုံးမှာလည်းအိမ်လေးတွေရှိတယ်ဆိုတဲ့အနေအထားလေးတူမှာအားမှာဘောလုံးဖွဲ့တယ်။ကျွန်တော်တို့ဒီ အနောက်မှာဆိုလဲဘုံလုံးဝင်းကြီးရှိတယ်ကွာဒီရွာဘောင်းဆုံးကလူတွေအမျိုးလာကန်ကြရတယ်ဆိုတဲ့အနေထားလေးသူ့မှာအခုအနေနဲ့ဒါကအကိုကြီးလမ်းဘေးလေးမှာစီပွားရေးလေးလှုပ်ရှင်နေဈေးဆိုင်လေးဖွင့်ရှင်နေစင်ပြေတယ်နော်ဘာလို့လဲဆိုတော့ဈေးသက်တာလို့မြေဈေးသက်တာလို့ရှိမှဆိုလဲဒီမျိုးတိုက်ကောင်းကောင်းလေးတွေရှိတယ်တိုက်ပူကောင်းကောင်းလေးတွေရှိတယ်ဆိုတဲ့အနေထားလေးမှာနောက်ပြီးတော့ဒါကကျွန်တော်တို့ပြောရမယ့်ဆိုရင်ဗျာအာရှလမ်းမကြီးနဲ့အာရှလမ်းမကြီးနဲ့ပေ800လောက်ပဲကွာတယ် အာရှလမ်းမကြီးထဲကနေကိုယ်လာမယ်ဆိုလို့ရှိရင်ပေ800လောက်နဲ့ဒီလိုမျိုးနေထိုင်မျိုးရောက်ဆိုတဲ့နေထိုင်လေးတို့မှာကိုအနေနဲ့ကားထားချင်တယ်ဂိုဒေါင်စောက်ချင်တယ်အဆင်ပြေတယ်ဒါကဒီတကွက်လုံးဝယ်လိုက်ရင်တော့နော်တကွက်လုံးဝယ်ဦးကားတစည်းစာပဲထားမယ်ဆိုရင်သိန်း100နဲ့ချက်တစ်ချက်အေးဆေးကောက်ဝယ်လိုက်လို့ရတယ်အဲ့လိုမျိုးနေထိုင်မျိုးရှိပါတယ်ဒီတော့ဒီလိုမျိုးကွက်ကြံအဆင်အမှန်ဆိုတာဒီခြံမျိုးဖြစ်ပါတယ်မပြရသေးတာဆိုတာလည်းကျွန်တော်ဘေးကကျွန်တော်အတော်ခြံရောက်ကျွန်တော်တောင်းတောင်းလာမပြရသေးတာဖြစ်ပါတယ်ဒီတော့ မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားနေဆိုလို့ရှိရင်ပြန်ပြောပြမယ်ခြံကျယ်ဝန်းလေးသည်စုစုပေါင်း290 90ကအနောက်ကိုကျွန်တော်တို့ပေ160ဆိုတဲ့အနေအထားမျိုးရှိပါတယ်ဒီတော့ဒီလိုမျိုးအနေအထားမျိုးမှာမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားနေဆိုလို့ရှိရင်ငွေမနိုင်ဘူးအကိုကြီးခွဲပေးပါဆိုလို့ရှိရင်ကျွန်တော်ခွဲပေးမှာဖြစ်ပါတယ်ဒီတော့ဒါလေးကွာပြောရမယ်ဆိုလို့ရှိရင်မျက်နှာစာ45ပေအနောက်ကိုပေ80သိန်း200ဒီမှာကြည့်လိုက်မျက်နှာစာပေ45ပေအနောက်ကိုပေ80သိန်း200 အဲ့ဒါဆိုလို့ရှိရင်မျက်နှာစာရောင်းကုန်သွားပြီအနောက်ဘက်ခြမ်းမှာလည်းဆယ်ပေလန်းရှိပါနဲ့အဲ့ဒီဆယ်ပေလန်းမှာဆိုလို့ရှိရင်လည်းမျက်နှာစာ45ပေအနောက်ကိုပေ80ကျွန်တော်တို့သိန်း100မျက်နှာစာမျက်နှာစာ45ပေအနောက်ကိုပေ80သိန်း100ဒီတော့စုစုပေါင်း၄ခွက်ကျွန်တော်တို့ရောင်းချပေးလို့ရတာဖြစ်ပါတယ်ဒီတော့ဒီလိုမျိုးစီကားတဲ့ကြွား၊လှန်ရွာ၊ချောကလက်၊ကော့ချိုက်ပြားကျွန်တော်တို့ကော့ချိုက်အနေနဲ့ကိုးလာမယ်ဆိုလို့ရှိရင်ချောကလက်ဆိုတာရောက်ပြီ ဒီချောက်လက်ရောက်ပြီဆိုရင်ဒီရောက်ရောက်ပြီဆိုတဲ့အနေထားလေးမှာအရန်ကိုစီကားတယ်ဘေးပတ်ဝန်းကျင်မှာအိမ်ရှိတယ်စိတ်ပါလို့ရှိရင်အိမ်လမ်းဘေးမှာဈေးဆိုင်ဖွင့်လို့ရတယ်လမ်းနဲ့ခြံနေတဲ့မိကလည်းဆယ်ပေလောက်ချားနေသေးတယ်ဆိုတော့ကဒီလိုမျိုးအနေထားလေးကမိတ်ဆွေတို့အနေနဲ့နှစ်ခါမရတဲ့ကွက်ကြံစစ်စစ်လေးဖြစ်ပါတယ်ဘိုင်းအောင်တယ်မရတော့ဘူးပြန်ရောင်းချင်တယ်ဆိုလဲအရင်အတိုင်းကျွန်တော်ပြန်ဝယ်ပေးမှာဖြစ်ပါတယ်ဒီတော့ဒါပေမဲ့ကျွန်တော်စီကချန်ဝယ်တဲ့လူတွေကတိတ်မှအရင်တိုင်းပြန်မဝယ်ကြအောင်အနည်းဆုံးနှစ်ဆစီတင်ကြတယ် ီတော့ကဒီဗီဒီယိုလေးကမဲရှင်တို့မကြည့်ဖြစ်လို့ကြော်သွားမဲဆိုလို့ရှိရင်လည်းနှစ်ဆစီတက်ပြီးလို့သာမှတ်လိုက်တော့ဗောနော်ကျေးဇူးတင်ပါတယ်